Hello. Good morning. Good morning ba tenge jeno alo. Eh. Nge tie nia ka lo. Alo le ne ne mya da ne. Sa ka ma pyo pyu. Di ni ro lo ne ne pa de. No do fajar ye gu pha bi bi. Oh. လူလေစိတ်ကြည်ကြည်သာသာရှိရဆိုတော့ ရှင်အောင်တော့ဖြစ်လေးပြန်တွေးတယ်ဘောနော်ပြန်တွေးနေဟိုတနည်းအာအင်ဒိုနီးရှားတရေ6တဲ့အကြောင်းပြောရင်လည်းကျွန်တော်ဘောမှာကျွန်တော်မလေးရှားမှာနေခဲ့တဲ့နေရာတွေတော့ခဲ့တဲ့နေရာတွေအာလောက်ခဲ့တဲ့အလုပ်တွေဆက်ယုံနေဒီမှာကြုံခဲ့ဆုံခဲ့တဲ့အဖြစ်အပျက်တွေပေါ့ ကိုယ်ကိုယ်တိုင်ကြုံခဲ့ဆုံခဲ့တဲ့ဟာတွေကိုတော့အခုရင်ထိတ်ရင်းထားပြီးတော့ပြောမယ်ပေါ့ဗျာနောက်ပိုင်းပြောစရာဇလန်းတွေကတော့အများကြီးရှိတယ်ကိုယ်ကိုယ်တိုင်ကြုံခဲ့တာတွေတော့သူများသူများကကိုယ့်ရှိမှာဖြစ်တာတွေပေါ့နော်အဲ့လိုမျိုးတွေအဲကြောင်ကြောင်တလို့တည်ရရင်ပေါ့ပြန်ပြီးတော့မျှဝေဖို့တော့စဉ်းစားတာလေဘာဖြစ်လို့အဲ့လိုမျိုးတွေပြောခြင်းလဲဆိုတော့ အခုလိုင်းပေါ်မှာတော်တော်များများလူတစ်တွေသူတို့တွေဒီမလေးရှားကိုရောက်လာပြီးတဲ့အချိန်မှာသူတို့တွေကြုံနေတွေ့နေရတဲ့ဒုက္ခတွေကိုယ်တွေတစ်ချိန်လုံးကကြုံခဲ့ဆုံးခဲ့ပြီးပြီဗျာကိုယ်တွေရင်ဆိုင်ခဲ့ပြီးပြီကိုယ်တွေဖြည့်ရှင်းခဲ့ပြီးပြီအခုသူတို့တွေဒီဥစ္စာတွေကိုရင်ဆိုင်နေရတာတွေ့တော့ဘာမှမဟုတ်တဲ့ကိစ္စဝိစာတိတိလေးကိုနားမလဲတဲ့အပေါ်မှာသူတို့ ယတနာအကြီးဖြစ်သွားတယ်သိတယ်မလားမဖြေရှင်းတော့ဘူးဒုက္ခတွေရောက်သွားတယ်အဲ့ဒါတွေမြင်တော့မလိုလားမလိုလားပဲနဲ့မလိုလားအပ်ဘူးပြသိတယ်မလားသူတို့တွေမှာမဖြေရှင်းတတ်တော့ဟိုအနဲ့ထွင်ရမယ့်ဟာလေးပစိမ့်နဲ့ပေါက်လိုက်သလိုဖြစ်သွားတယ်တော့တတ်တတ်မှအာတထေးကနေပြီးတော့အလုထုတ်လိုက်တာလို့ဟုတ်လားအဲ့လိုမျိုးဒုက္ခမျိုးစုံပေါ်ကြုံတွေ့တော့အဲ့ဒါတွေမြင်တော့ ကိုရီတစ်ချိန်လုံးကစုံခဲ့ဂျုံခဲ့တဲ့အရာလေးတွေကိုပြန်ပြီးတော့မျက်ဝေခြင်းနဲ့အဲအဲ့ဒီလိုလဲမျက်ဝေမျက်ဝေတည်တယ်လို့ထင်တော့အဲ့ဒါကြောင့်အခုပြောမယ့်ကိစ္စလေးကတော့လူတယောက်ကိုကုညီရင်အကျိုးရှိတယ်အဲ့ဒီလိုအကျိုးရှိတယ်လို့အကျိုးရောက်တာလည်းရှိနေပြန် အဲကျွန်တော်ကတော့ကျွန်တော်ဘဝမှာလူတွေကိုကူညီရင်းနဲ့ကိုအကျိုးရောက်ခဲ့တဲ့အချိန်ပေါင်းများစွာဒုက္ခရောက်ခဲ့ရတဲ့အခါပေါင်းများစွာအများကြီးရှိခဲ့ဘူးလေအဲ့ဒီတည်းကနေပြီးတော့မှတ်မှတ်ရရဟိုဖြစ်ခဲ့တဲ့အကြောင်းတွေပေါ့တော်တော်လေးနင်းနင်းနန်းနန်းဖြစ်ခဲ့တဲ့အကြောင်းတွေရှိပါတယ်အဲ့ဒါတွေလည်းနောက်ပိုင်းကျွန်တော်ပြောပြမယ်ပေါ့နော်အခုပြောပြချင်တာကတော့ထူးဆန်းတဲ့ ဇလံမျိုးပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒါဒီမကောင်းဆိုးဝါးမိစ္ဆာတရေတွေပါရေဆိုတာကရှိတယ်မမြင်ရဘူးပေါ့နော်ရှိတာပေါ့ရှိလို့လဲကျွန်တော်တို့ကျန်းစာတွေမှာဘာသာဘာသာတိုင်းရဲ့ဟောလားကျန်းစာတွေမှာဒီမကောင်းဆိုးဝါးကိုနှိမ်နှင်းမှုဖတ်ဖို့ယူဖို့တွေဟုတ်လားဒါတွေဒါတွေရှိတော့ဗျဟို ယုံယုံတာမယုံတာအခုပြောမယ့်ကိစ္စဒါတကယ်ဖြစ်ရပါပဲကျွန်တော်ကိုယ်တိုင်ကြုံခဲ့တဲ့ဖြစ်ရမျိုးပေါ့နော်ဒါပေမဲ့ယုံတာမယုံတာကတော့ဒါတော့တကယ်ချင်းတို့ကိစ္စပေါ့နော်ဒါပေမဲ့ဖြစ်ခဲ့တဲ့နေရာဖြစ်ခဲ့တဲ့ဒီတာကိုအတိအကျထားပြီးပြောပြမယ်ဒါပေမဲ့တခုပဲကျွန်တော်အနေနဲ့ကျွန်တော်လုတ်ခဲ့တဲ့ location အတိအကျကိုဘယ်စက်ယုံပါဆိုတဲ့ဟာတော့ကျွန်တော်တက်ကတ်ထားပြီးပြောမှာမဟုတ်ဘူးဘာဖြစ်လို့လက်ရှိ အဲ့ဒီဆက်ရုံမှာလည်းလုံနေတဲ့အလုပ်သမားတွေလည်းရှိချင်းရှိပဲပေါ့နော်သူတို့တော့ကိုအဒီလိုမျိုးနောက်ဆက်သူတို့တော့ကိုစိတ်ထဲမှာသူဆုံးတစ်ခုမဖြစ်စေချင်တော့လုံးခဲ့တဲ့ဆယ်စုနှစ်တစုကြော်ကြော်ပေါ့ဗျာ16 18ပေါ့ဗျာလုံးခဲ့တဲ့18နှစ်ဝင်းကျင်လောက်ပေါ့နော်မလေးရှားနိုင်ငံ မကျူးကြရဆိုတော့လူတွေတော်တော်များများအတိပါတယ်မကျူးကြရဆိုတော့ကျွန်တော်တို့တဝဲရွာတဝဲမြို့လို့တော့လူတွေတင်စားပြီးတော့ပြောကြတယ်အဲ့တော့အဲ့ဒီမှာမကျူးဆိုတော့မိမတယောက်လည်းရှိတယ်ဗျာသူ့တော်ကျွန်တော်ပြောတယ်မကျူးမကျူးသူကအင်္ဂါနေ့ပိုင်းငားတယ်သူကတဝဲမှပဲတဝဲမြို့သမီးပဲအခန်းနေ့ပိုင်းငားတယ်အင်္ဂါနေ့ပိုင်းငားတယ်သူကအဲ့တော့ သူ့ကိုတော့ကျွန်တော်အမြဲတမ်းရင်းနှီးပါတယ်သူ့အိမ်မှာကျွန်တော်အခန်းကားပြီးနေခဲ့မှုတယ်အဲ့တော့အရင်ရင်းနှီးတယ်အရင်တော့ကောင်းတဲ့အမျိုးသမီးပါတဝဲမိန်းမကြီးပါတဝဲတဝဲသူပါသူ့နာမည်မတ်ဂျူတဲ့အဲ့တော့အဲ့ဒီနေရာကလည်းမာဂျူအမမတော့မာဂျူချာရပါဗျာဒါပေမဲ့လူတွေကခွန်းခွန်းနဲ့မတ်ဂျူချာရမတ်ဂျူချာရဖြစ်အဲ့တော့အဲ့ဒီမတ်ဂျူချာရမှာသူကဘယ်နှမှာတော်တော်ဖူးကောက်သားမှာပေါ့နော် ဖူကနာအဲ့မျက်နှာစာအတန်းမှာသူကတောင်စိုးမှာအဲ့အာအပေါ်တက်တီမှာတော့အခန်းငါပြီးတော့အခန်းနေအိမ်ငါပြီးတော့ခန်းပြန်ငါစားတယ်အဲ့ဇလန်အရိယာစားတယ်လေကျွန်တော်အပထမအဲ့မှာငါနေတယ်သူ့အစ်မအခန်းငါနေတယ်ကျွန်တော်အဲ့ရဖာနီချာစိုက်ရုံမှာကျွန်တော်အလောလောနေတော့အော်နောက်ပိုင်းကျတော့တထေးကအဲ့စိုက်ရုံမှာကဗျာနိုင်ငံခြားသားဆိုကျွန်တော်တယောက်ပဲရှိသေးတယ်ဗျာအဲ့တော့အားလုံးကနိုင်ငံသားတွေ လောက်ပြီးတော့ကိုစီကိုစီကားရည်နဲ့ထွက်သွားတယ်ဆက်ယုံကလူဆောင်မရှိဆက်ယုံကြီးတော့ပိတ်တာပြီးရင်သွားလိုက်ရတော့တတိယဆက်ယုံမှာပစ္စည်းတွေထားတော့ပဲဆက်ယုံမှာလူဆောင်တယောက်ထားခြင်းအဲ့တော့သူကကျွန်တော်ကိုပြောလဲဆိုတော့မင်းဟိုတဲ့ကအနောက်မှာတဲ့ကွန်တန်နာတစ်လုံးဝယ်ပြီးတော့ကွန်တန်နာတစ်လုံးချပြီးတော့ကွန်တန်နာအိမ်ပေါ့ဗျာတကယ်ကွန်တန်နာကိုအခန်းဆောင်ပြီးတော့ဗျာအဲကွန်လဲပါတယ်အိမ်မှာအကုန်လုံး ရေချိုးခိုင်းရင်ဒါတော့မရှိဘူးပေါ့ဗျအဲ့ဒီအထဲမှာဒါပေမဲ့တော်တော်လေးကောင်းကောင်းလှုပ်ထားတယ်တော်တော်လေးသေးချစနစ်တကျလှုပ်ထားတယ်အာပြီးတော့ဆက်ရုံရဲ့နောက်ဖေးထွက်တဲ့အပေါက်မှာသူကကြောပေးပြီးကန့်လန့်ချမယ်ဆိုတော့တကယ်လို့ကျွန်တော်အင်နာပါညာတောင်းကြည့်ရင်ဆက်ရုံတကားဟိုရှယ်တာကိုကျွန်တော်ဆွဲမှပြီးတော့ဆက်ရုံထဲဝင်သွားလို့ရတယ်အဲ့တော့အပြင်ကတခိုးတွေပဲလေဆက်ရုံထဲကိုဝင်လို့မရဘူးဘာဖြစ်လို့ဆက်ရုံနောက် အဝင်ထွက်လုံးတဲ့အပေါက်ကြီးကိုအဲ့ဒီကွန်တန်နာကြီးနဲ့ပိတ်ချလိုက်တော့အဲ့တော့အဲ့ဒီဘက်တည်းကနည်းနည်းတခိုးတောင်းနေတယ်ဗျညဆိုကလေကလားကြီးပဲအဲ့လိုလာဖြုတ်သွားပြီးပါရှိတယ်ဆက်မအဲ့လိုမျိုးဆက်ရုံနောက်ဘေးဘက်ကိုသူကပိတ်လိုက်တာဆက်ရုံအရှေ့မှာ CCTV တွေပဲရှိတယ်တော့တခိုးလာရင်ပေါ်တဲ့ဆက်တွေပဲထားထားတယ်အဲနောက်ဘက်မှာလည်းအဲ့လိုပဲ CCTV တွေပဲရှိတယ်ဒါပေမဲ့နောက်ဘက်ကျတော့ လူသွားလူလာသိမ့်မရှိဘူးတောဆက်ဖြစ်နေတယ်ဆိုတော့ဖောက်ထွင်းခါမှကြောက်လို့တတရားနောက်ကနေပြီးတော့အဲကွန်တန်တလုံးချပြီးတော့အဲမှာပိတ်ပြီးတော့ကျွန်တော်အဲကွန်တန်တမှာနေခိုင်းတယ်နေခိုင်းတော့ကျွန်တော်မြန်မာတွေမှာလည်းအကျဉ်းရှိရပဲတည်တယ်မလားကိုကတယောက်တည်းနေရတာဗျအဖော်လို့ကျင်းတယ်နေရောက်နေပြီဆိုရင်ဦးနှလုံးကွဲတယောက်နေဦးနှလုံးကွဲတယောက်တည်းကျန်အဖော်ရမှတ်တယ်ဗျာ ပထမကွာကိုမကျူမကျူအိမ်မှာအခန်းလေးငါးပြီးနေနေတာအစင်ပြေးနေတာလေဟာလားညနေဆိုရင်တငယ်ချင်းတွေနဲ့ဝေးလာဝါလိုက်ချင်းတော့လူငယ်ဆိုတော့ဗျာတောက်တဆားတတာလေးတွေရှိတယ်ဗျာအဲ့တော့ညနေဆိုရင်အဲ့ရတဝဲတဝဲကောင်လေးတွေနဲ့ဟာလားဝိုင်းဖွဲကြတောက်ကြဆားကြဟာပြောကြပါကြပေါ့ဗျာမနေ့ကျရင်ကွာကိုအလုပ်ချင်းအလုပ်ထတော့ပေါ့နော်အဲ့လိုမျိုးဘဝပေါ့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 ရှင်ရှင်ဖြတ်တန်းနေတဲ့အချိန်လူလဲလူငယ်ဆိုတော့ဗျာ အဲလိုတတိယယုတ်တည့်ရကြီးကိုမင်းနောင်တရစပြီးအဲ့ဒီမှာအခန်းကားပြီးမနေတော့အခန်းကားကုန်ပဲဗောနော်မင်းကဒီမှာနေဖို့ပေးမယ်မင်းရမင်းချက်ပြုတ်စားတော့ဖို့အတွက်လည်းအားလုံးကဒီမှာစီစဉ်ပေးမယ်ဆိုတော့ကိုဘကပြန်စဉ်းစားကြည့်ရပါအခန်းကားပြီးနေမယ်ဆိုအခန်းကားအဲ့ဒီမှာအနည်းဆုံး150 200 ringgit အဲ့ဒီခဲတဲ့ချင်ကပေးရတာကိုပြောတော့ဘူးအခုတော့မပြောတော့ဘူးဗောနော်ဘယ်လိုပြီးလို့အခန်းကားဘယ်လိုပြီးရလဲ အဲ့ဒီခကလူတယောက်နေမယ်ဆိုရင်တရား50ပေါ့နော်သမင်းပါညာစားမယ်ဆိုရင်250 300အထိရှိတယ်ပေါ့ဗျအဲ့တော့ကျွန်တော်လည်းအင်းတဘောတူလိုက်တယ်ပေါ့သူတိကောင်းပြီပေါ့အဲ့တော့အဲ့ဒီကဘယ်နေရာလဲဆိုတော့ကျွန်တော်တို့မကြည့်ကြရရဲ့ဟိုးအတွင်းကတောင်စုံလေးမှာကန်ကြီးတကန်ရှိတယ်ကျွန်တော်မြန်မာတွေအဲ့မှာတောင်တောင်ငါးပြားကြရပြီအဲ့ဒီကန်ကြီးရဲ့ဘေးကလမ်းရှိတယ်ပဲအဲ့လမ်းတောင်စုံမှာ တောင်ဆုံးပေါ့ဗျအဲဆိုင်ုံတေဟုတ်ပေါ့ဗျเนาะကျွန်တော်ဆိုင်ုံအတိကြမပြောဘူးဟောဆိုင်ုံတေမှာလက်ရှိလုံနေတဲ့လူတွေတော့မကောင်းဘူးเนาะအဲ့တော့အဲ့ဒီလမ်းတန်းမှာပဲဆိုင်ုံတေကိုရှိရဘူးဗျအဲ့ဒီဆိုင်ုံပေါ့เนาะဆိုင်ုံရတော့အများကြီးပါတယုံမို့ဆိုင်ုံရှိတယ်အမေတောင်ဆုံးကန်ကြီးရဲ့ဘေးကရဲ့တောင်ဆုံးလမ်းကြားလေးပေါ့အဲ့လမ်းကြားလေးတဲတဲ့ဝင်ဝိုင်းအဲ့မှာဆိုင်ုံတေကိုအကြောစောစောပြောတာရေမို့ကျွန်တော်ဆိုင်ရဲ့အနောက်မှာတော့ပဲရှိရတယ် အတော့ဇာပေါ့နော်အဲ့တော့သဘောပေါက်ပါအဲ့မှာအဲ့ဒီဘက်ကိုကျင်တဲ့လူတွေဆိုတိမပေါ့ကျွန်တော်ပြောတဲ့နေရာကိုညဆိုရင်အဲ့ဒီမှာဟိုတချို့ကားတွေလာလာပြီးအမိုက်ခိုးခိုးပြတ်တာပဲရှိတယ်ညဘက်ဆိုရင်ကလားတွေလည်းအဲ့မှာအမိုက်ပုံလုံးပြတ်တော့ကလားတွေလည်းလာလာပြီးတော့အဲ့မှာအမိုက်တွေမှုရတယ်အဲ့ကျွန်တော်လည်းတယောက်တည်းဆိုတော့ဗျာကျွန်တော်ရဲ့အဲ့ဒီဟိုကွန်တန်နာနောက်ခါအော်ရင်းလေးလုပ်လို့ရတယ် အဲကျွန်တော်ကျွန်တော်လှုပ်ထားတော့ဗောပြောသူကတရုတ်ကတ်ကိုဖြုတ်ပြီးတော့သူကတန်တကားအပြည့်ပိတ်ထားတယ်ဗျာအဲ့တော့ကျွန်တော်ကအဲ့တန်တကားကိုကျွန်တော်အပြင်ထွက်လို့ရအောင်ကျွန်တော်ဒီကျွန်တော်ဟန်ကျွန်တော်စီမံထားတာဘာဖြစ်လို့သူတို့အန်ဒီတခုခုကြောက်ရောက်လာခဲ့ကျွန်တော်လည်းကျွန်တော်ကကျွန်တော်အလွတ်ရောရမယ်လေဗျာဟောမှာတခုကရှေ့ရလာရင်ကျွန်တော်ကအနောက်ကိုပြေးပါလေနောက်ကလာရင်ရှေ့ကိုပြေးပါလေဟောကိုကတယောက်သေးနေနေတာလေဗျာသမ ्या လာရင်တယောက်သေးလာမှာမဟုတ်သမ ्या ဆိုလည်းမျိုးက ာလာပန်းကြိုက်ပြီလားတိုက်ပါမဟုတ်ဘူးဓာရီတော့ဒီနဲ့လာပါကိုကတယောက်သေးလေဟိုမှာကိုကတက်တော့မပေးနိုင်ဘူးလေဗျာတထေပစ္စည်းဟာတထေတင်းမောမြုပ်တာအเจ้าမောတရောင်းစားခွဲပြောင်းလို့မရဘူးအဲ့တော့အဲ့တော့ကိုအနေနဲ့တွေးထားတာကိုပြေးလောက်လဲကြည်ထားတာကိုနော်ဟောနောက်ကားနေတကောကြီးလိုင်းငါးဆိုင်ဦးတဲ့ဝင်ပြီးတော့ပြေးမို့ဟိုဘက်ရှေ့ရတကားဝင်ပြေးမို့ဗျာအဲ့တော့ဟိုရှေ့ရနေတကောကြီးဆိုင်ဦးဒုံတန်းကိုကွာနဲ့ဖောက်သွင်းနေရင်ငါးဒီနောက်ကားနေပြေးမို့ တော့ကိုလည်းကွာတော့ကိုနီးကွာနဲ့ကိုအပေါက်လောက်ထားတော့ပေါ့အဲ့တော့အဲ့ဒီအပေါက်ကလေးကကျွန်တော်ထွက်လို့ရတယ်ဗျနောက်ဘက်ကိုအဲ့ကျွန်တော်ဘာလို့လဲကျွန်တော်ဒီကျွန်တော်လည်းပေါ့ဗျကျွန်တော်မှလည်းကျွန်တော်အထာလေးရှိတယ်ဗျာမကိုပြန်လာရင်အရှိဆက်ရောဝင် CCTV ရောတည်တည်မှာအဲ့တော့အဲ့ဒီနောက်ဘက်နောက်ဘက်ကနေပဲခိုးမလွယ်ပေါက်ကလေးကနေပဲခိုးကြောက်ကိုအဝင်သွက်လောက်အဲ့တော့ထွက်လိုက်တာလေအဲ့ဒီအပေါက်ကနေထွက်လိုက်တာလေကျွန်တော်အမိုက်ပုံတွေကိုရောက်တယ် အမိုက်ပုံကနေပြီးတော့အမိုက်ပုံဆိုဟိုလိုညပတ်တဲ့အမိုက်တွေပြစ်တော့မဟုတ်ဘူးညစောက်လို့ရစက်ရုံတော့အမိုက်တွေပြတခါကအိုကေကျိုးတွေလာပြစ်တယ်တခါကကြာရင်တော့ဒီကျွန်တော်ကားတရာအဟောင်းတွေတို့အဲ့လိုပဲလာလာပြစ်တယ်ပြောအဲ့မိုက်ပုံကြားတဲ့နေ့ကျွန်တော်ချော်ခွားပြီးဝိုင်းလမ်းပေါ်စင်လမ်းပေါ်စင်ဝိုင်းတခါကလမ်းပေါ်မစင်ကြကံပေါင်းပေးပေါ့နော်ကံပေါင်းပေးရနေတော့ရှော့ရှော့ဒီမှာကံပေါင်းအဆုံးကြမှာလမ်းပေါ်စင်လမ်းပေါ်စင်ပြရတဲ့မှာကျူးကြရဘက်ကိုအဲ့ဒီဖူကော့ဘက်ကိုကျွန်တော်သွားတော့အဲ့တော့ တပတ်လောက်ဆဲလောက်ကျတော့အဲ့လိုမျိုးနေနေတယောက်သေးကြတော့ပြကျွန်တော်နည်းနည်းတွေးကြောင်လာပြီးတော့ကြောင်တော်တော်ဖြစ်ချင်လာတယောက်သေးဆဲဦးတယ်မှာတညာလုံးနေဒီမှာအလုပ်ပြီးွားဘေးမှလည်းမတော်တညာလုံးဆိုတော့အဲ့ဒီတော့ဟိုချရတဲ့တောက်တယ်တောက်တာပဲရှိတယ်ဗျာတယောက်သေးဆိုတော့တိတ်အဆင်မပြေဘူးမပြေတာနဲ့မကြူပြောမကြူပါဘူးဆိုတော့အဲဒီလိုရှိတယ်တဲ့နေလည်းအဆင်ပြေတော့အောင်တဲ့နေအခါနေရောက်နေလို့ရမယ် ဟာနှစ်ယောက်ပဲကားမလဲလို့သုံးယောက်လေးယောက်နေလို့ရပါတယ်လို့ကျဲပါတယ်လို့တော်တော်လေးပေါ့နော်ဟိုကွန်တန်နာအကြီးပြကွန်တန်နာပေ40ကွန်တန်နာလို့မျိုးပိတ်ချထားတာဟုတ်အဲ့တော့အကျဲကြီးလို့ကျွန်တော်တယောက်တည်းအေးရင်တော့ဟိုဘက်အချမ်းမှာအများကြီးနေရာတွေရှိတယ်ဗျာလို့အဲ့တော့ချက်တော့ပြုတ်ဖို့တော့ကတော့ကျွန်တော်ဆက်ယုံရဲ့ဆက်ယုံအထဲမှာရေချိုးကရေရေချိုးကောင်းကိုတစ်ထည့်ကမိဖို့ကြောင့်လုပ်ပေးထားတယ်ကျွန်တော်ဆက်ယုံမှာဘယ်သူမှရေချိုးမဲ့လူမရှိဘူးလေဗျာ ရေချိုးကောင်းတော့မီးဖို့ကြောင့်လုတ်ပေးတာအဲ့တော့စက်ရုံရဲ့ရေချိုးကောင်းအိမ်သားကြီးရလည်းအကျေကြီးပါအဲ့တော့အိမ်သားထဲမှာလည်းရေချိုးလို့ရတယ်အဲ့တော့အိမ်သားထဲမှာအိမ်သားရောရေချိုးကောင်းလုတ်ပြီးတော့ဒီဘက်မှာတည်ဆန်းရေချိုးကောင်းတစ်ခုကိုကျတော့မီးဖို့ကြောင့်လုတ်ပေးတော့ကွန်တနာကြီးထဲမှာဘာမှ၃၀ရာမရှိဘူးအဲ့ယုံတစ်ထပ်ပဲတော့အေယာကွန်လည်းပါတယ်ဗျာအဲ့တော့အေးအေးဆေးဆေးဖြစ်တယ်အဲ့ဒါ တာစင်းနဲ့ငါးရက်နဲ့ဟိုရက်လူနှစ်ယောက်တော့ပြေးမယ်ပေါ့နော်နေအခန်းမှာထားလိုက်ပေါ့နေလည်းပတ်ဆံရပါအဲ့ဒါမျိုးတော့မလုပ်ဘူးလို့တတိယတိဝါရင်ကျွန်တော်ပြန်တော့ရှာလိုက်မယ်ပေါ့နော်အဲအဲ့လိုပြောဆိုပြီးတော့မကျော်လည်းတေဦးတယောက်ပြောလိုက်မှာပေါ့ပြအဲ့မှာအလုံးမရှိဘဲနဲ့ဒုက္ခရောက်နေတဲ့အာမင်းကွန်သားပဲတိလားသူနာမည်တော့ကျွန်တော်မမမီတော့ပဲဒါကဲကိုမင်းကွန်မဲ့သားပေါ့တော့မင်းကွန်ကောင်လေးပြော ီကောင်လေးကအရက်တောက်တာကြီးပဲလေမရှိဘူးဗျာဒီကောင်လေးကဖရာတရားအရက်လုံးတဲ့ခုံလေးဗျာအဲ့တော့ကျွန်တော်ကပြောစလို့ကျွန်တော်ကဒီအလုတ်လာလို့အလုတ်မှအဆင်မပြေဘူးဗျာတထေးကသူ့အလုတ်ထုတ်လိုက်တယ်ဗျာဘာဖြစ်လို့အလုတ်ထုတ်လိုက်လဲဆိုတော့တကောအားရင်တကောပဒီးစိတ်နေတယ်ဗျာတော့ဘုရားပါတော်ပါတော့အချိန်ရရတော့ပဒီးစိတ်တယ်တကောပဒီးစိတ်ပြီဆိုတာနဲ့တော့ဒီပဒီးပြီးမှပဲတော့ထပြီးတော့အလုတ်လို့ဆိုတော့ ဥမာပြတီးတိုင်းပေါ်မှာလက်ဖေးတော့နားကျင်ဆိုတာနဲ့သူပဒီးစိတ်တယ်အဲ့တော့နားကျင်ရ15မိနစ်ပဲရတယ်သူပဒီးစိတ်တာတော့မပြီးမချင်းမထောက်ဘူးကြိုက်တဲ့ကောင်ဘလို့ပြောပြောသူမထောက်အဲအဲ့ဒီအတွက်ကိုသူများညနေ9:00နာရီအလုပ်ပြီးသွားလဲသူကပို့လုပ်ပြီးတော့6:00နာရီသူလုပ်ပြီးတယ်အဲ့လိုမျိုးသူကဒါပေမဲ့မလေးရှားရဲ့ rule နဲ့ law ကတည်တယ်ဒါတတိယကမကြိုက်ဘူးဟိုမြေဖျားတရားလုပ်ချင်အလုပ်ချင်ပြီးသွားရင်လုပ်အဲ့လိုမျိုးသူနဲ့အဆင်မပြေဘဲနဲ့ပြောသူတို့အဲ့လိုခဏခဏဆိုင်ရုံနဲ့အထောက်ခံအဲ့ချင်းတော့အလုပ်ပေါ်တယ် ီဆက်ရောထိုးလဲဟိုဆက်ရောဟိုဆက်ရောပေါ့ဒီဆက်တော့အယုတ်အလုပ်တွေပေါ်တယ်ဗျာဒါတော့အဲ့ဒီခေအဲ့ဒီအချိန်ကလူတွေကဗျာကိုညီတယ်ဗျာပွဲစားကားတွေပဲယားအခုမှကြားဘူးတော့ဗျာတဲ့အဲ့ခေတော့မရှိဘူးဗျာတငယ်ချင်းကရောရောအဲ့တလုံးတိုက်လိုက်ကွာဆိုပြီးွားရေအလုပ်ရသွားပြီအဲ့ဒီလိုအခြေအနေတွေပါအဲ့တော့နောက်ဆုံးပွဲစားကားယူရင်တော့ဗျာ90မြို့သားအများဆုံးပေးရတာပါအဲ့တော့အဲ့ကောင်လေးကအကိုရဲ့ကိုညီပါဘောနော်ကျွန်တော်နောက်ဆုံးအလုပ်မရရင်လည်းဗျာအကိုစီမှာအေးစစ်နေပြီ အခုစီမှာဘယ်သူမှမရှိတဲ့ကြောင့် AC နေမှာကျွန်တော်ပတိလေးပဲစိတ်တရားပဲ AC ပြရပဲရှိခိုးမှာပေါ့ကိုကိုလုံးချင်တာကိုကျွန်တော်တော့ချက်မဖြစ်ပါဘူးဟဲ့ကောင်းလေးကြည့်လိုက်တော့လေမီမမကောင်းကောင်းလေးဆိုတော့ကောင်းပြီပေါ့နော်ခေါ်လိုက်ထားတယ်ဒီကောင်းလေးကဟုတ်တယ်ရောက်ခါစားတော့သူအေးဆစီလေးတော့သူရေချိုးတယ်သူပဲချက်ပြုတ်ထားတယ်နော်ကျွန်တော်အလုပ်ပြောရကျွန်တော်သွားပြီလေတကယ်ချင်းနေစီကျွန်တော်ပြန်လာကျွန်တော်ပြန်လာအခုကျွန်တော်ဟင်းသမင်းချက်တာတယ်နော် အခုစားပြီးမှအိမ်လို့ကျွန်တော်တို့စားပြီးသွားပြီအဲလိုတော့ကျွန်တော်စားတော့ပြီလေကျွန်တော်ပုခံနေအသေးလူပြီးစေးတယ်ပြောအဲလိုပြောတရားမလို့သူ့ကိုကကြွေးထားတယ်ပြောနေဖို့လည်းပေးထားတယ်ဆိုတော့ကျွန်တော်အားလုံးလုပ်ပေးတယ်အဲ့တော့တထည့်ရတယ်မေးတယ် W လဲပေါ့နော်ကျွန်တော်မျိုးပါပေါ့ကျွန်တော်ရဲ့အင်ဂျင်တော့ဟိုဆိုက်ရုံမှာကိုချစ်ခွဲလို့ဆိုတော့တထည့်ရလဲကို့ပတ်စပေးတယ်ပြောဒါပေမဲ့ဆိုကိုတယောက်တည်းနေတော့ကြောက်တော့မနေဘူးဆိုပြောလဲရတယ်ပြောဒါပေမဲ့တထည့်ကတထည့်ပေါ့ငါတယောက်တည်းဆိုတော့ အဆင်မပြေဘူးဒီတော့မှအလုံးလုံးတဲ့ငါတငယ်ကြီးကအခမ်းမခေါ်အိတ်တယ်ပေါ့နော်သူညနေညလာအိတ်တယ်မနေ့ကျရင်သူသွားတယ်ပေါ့ဒါပေမဲ့မနေ့အိတ်နေလဲတတိမတိဘူးလေဗျာတတိမမလာတာစိတ်ဦးလေးဟောသူ့ကိုကျွန်တော်ထားလိုက်အဲတလားလုံးနေတော့အကုန်ကောင်းတယ်အဲ့တလားလုံးထင်းလဲသူအကုန်ကောင်းတယ်အရင်သူ့အတူပတိစိတ်တယ်သူ့သူဖျားရှိခိုးတယ်သူဘာလို့ဘာကြီးပြကြီးကြီးစီအဲကြီးစီလို့ပြောအဲကြီးစီလေးတော့သူ တေးသေးလေးသူဟုတ်ပါလားအဲ့ဒါမင်းကတောင်းတောင်းနေတော့သူတီးတယ်အဲ့မကျွန်တော်ကျွန်တော်အဲ့ရလုံးဝမလို့တော့ဖြည်းဖြည်းလေးတီးတာတော့ကျွန်တော်ပဲရတယ်မင်းကငါအိပ်သွားပြီဆိုမြင်မြင်စင်အော်တော့ငါနိုးတဲ့ကောင်မဟုတ်ငါအိပ်ပြီဆိုအိပ်ပြီပေါ့ဟုတ်မြင်မြင်ကြိုက်တာလုံးငါငါတော့ဘာဖြစ်ဘူးရတယ်လုံးဘာဖြစ်ဘူးလို့အဲ့တော့သူမနဲ့အစိုးအစိုးကြီးထားတယ်ဘုရားပဲရှိခိုးတယ်တပည့်စီပဲလဲတယ်သူလောက်တော့ကိုကဘာမလို့ တရက်ကြတော့ပြသူဘာပြောလဲဆိုကျွန်တော်အကိုတဲ့ကျွန်တော်မှချစ်သူရှိနေပြီတဲ့ဟောကျွန်တော်တောင်းရတယ်ဗျရုပ်တရက်ဟုတ်လားလို့မင်းအတက်ရမှာချစ်သူရှိတာအဆမ်းမဟုတ်ဘူးအဲ့ကျွန်တော်ချစ်သူရတယ်ကျွန်တော်ညံ့ညံ့ချာလာလာတွေ့တယ်ကိုတဲ့ဟာကျွန်တော်အကိုအားနာတယ်မင်းချစ်သူကမင်းကိုလာတွေ့တယ်ဘယ်မှာလာတွေ့တာဒီမှာလာတွေ့တာ ဟဲ့မင်းပေါတကရီမင်းဘာပြောနေရလဲခွာလို့မင်းနဲ့ကတည်းကဒီကွန်တန်နာသလုံးသားမင်းနဲ့ကလည်းအိတ်တယ်ခွာလို့မင်းရဲ့ငါဘေးမှာအိတ်တယ်ကောင်ဟာလို့မင်းချစ်တူကမင်းဘယ်ချင်းလာတွေ့လာလဲအကူနားမလဲဦးလေကျွန်တော်ပြောတော့ဦးလေသူလာတွေ့တယ်တဲ့ဒါပေမဲ့အကူအိတ်နေပြီဆိုတော့အကူပဲတိမှလဲတဲ့အဲ့တော့သူပြောတော့ဘောနော်မင်းရောမင်းအိတ်ဇလန်းနေမလုံးနဲ့လေခွာလို့မင်းရလဲလို့ငါမင်းကိုဟာတထေးကို အကူကြီးတောင်းပြီးတော့ငါမျိုးထားတာဒီကွာလို့အဲ့တော့အခုလိုမျိုးလူပိုလာတာတော့တထည့်လက်ခံမှာမဟုတ်ဘူးနော်ပြီးတော့ main clay ဆိုတော့ကွာလို့ main မလုံးတယ်လေကွာလို့အာစိတ်ချပါတဲ့အကိုတဲ့အကိုကိုနောက်ရှာမဖြစ်စေရပါဘူးလို့ကျွန်တော်တောင်းပန်တယ်ဗျာဒါပေမဲ့အကိုကြီးအကိုကိုကြတော့ကျွန်တော်လေးစားတယ်ကိုယ့်အကိုကြီးလိုမျိုးဆိုတော့ခေါ်လာလို့ကျွန်တော်အကိုကြီးပဲခေါ်တယ်ဗျာနာမည်တော့မခေါ်အကိုကြီးပဲခေါ်တယ် အကိုကြီးကြတော့ကျွန်တော်ကိုကျေးဇူးရှိတယ်လေတဲ့ကိုကြီးရဲ့ကျေးဇူးတွေကြောင့်ကျွန်တော်ကိုကြီးကိုဟိုဖွင့်ပြောတာပေါ့ကိုအဲ့တော့ကျွန်တော်လည်းနည်းနည်းတော့စိတ်ထဲမှာကတိကောက်တော့ဖြစ်သမဲ့ဟဲ့ကွာငန်းကြီးကွာလို့ငါနားလေတယ်ကွာငါတို့လည်းငယ်ရကြီးတာပေါ့နော်အခုချိန်ကြီးငါတို့လည်းဟိုဒီကိစ္စမှာရှိတာပဲငါတို့မှလည်းဒီကိစ္စတွေရှိတယ်ဒါပေမဲ့ မင်းမှလောလောဆယ်အလောက်ကလည်းမရှိသေးဘူးကွာလို့ခါကြမလားမင်းကငါကြွေးထားတယ်ငါပေးနေသားတယ်ပေါ့နော်တခါတည်းမင်းကငါကြက်30တောင်းငါမင်းကိုပေးတယ်ကွာအဲ့တော့မင်းမှအဲ့လိုကြီးစားပဲရှိတယ်ဆိုကျွမ်းတင်းကညဘက်ဒီကောင်ခိုးထွက်ပြီးတော့ကံပေါ်လိုပဲမှတွေ့တယ်ပေါ့ညဘက်အဲ့လိုမျိုးမင်းအပြင်ပဲထွက်ပြီးကံပေါ်လေးပဲညမတွေ့နဲ့နော်အန်ဒီရရှိတယ်ဒီနားမှာဘိန်းစားတွေခိုးတွေကလားတွေဟောမင်းဒုက္ခပေးလိမ့်မယ်မဟုတ်ဘူးတဲ့ကိုတဲ့အန်ဒီရဖြစ်အောင်တော့ကျွန်တော်မလုပ်ပါဘူးတဲ့ ။သူကလည်းဟိုအရေးမျောတော့ပဲပြောတာပဲ။ကော်မလီကလာတွေ့တယ်ဆိုတော့ဒီအခန်းထဲမှာလာတွေ့တာလားဘာလားသူကျွန်တော်အဲ့လိုမျိုးမပြောဘူး။စိတ်ချပါကူတဲ့ကျွန်တော်အကိုအနှောက်ယှက်ဖြစ်အောင်အကိုအလုံးမှာထိခိုက်အောင်ကျွန်တော်ကိုမလုပ်ပါဘူးတဲ့ကျွန်တော်ကျေးဇူးရှင်ဒုက္ခရောက်အောင်ကျွန်တော်ဘယ်တော့မှမလုပ်ပါဘူး။ကောင်းပါပြီ။ကျေးဇူးတင်တယ်ဘုန်းတော်။မင်းတကယ်လို့ညီကင်းဘက်တွေပဲကော်မလီစီတော့တွေ့တယ်ဆိုရင်လေမင်းကိုနိုင်လေဘာမှမရှိဘူးဘုန်းတော်။စာအုပ်လည်းမရှိပါစပို့လည်းမရှိပါမည်လည်းမရှိ။အဲ့တော့ကော်မလီကိုလည်းဟို ဒီလိုကမ္ဘောဒီးယားမှာခေါ်တွေ့ဆိုရဲပိုင်မိမကောင်းဘူးနော်ဟိုကမ္ဘောဒီးယားဘာလဲဆိုအင်ဒိုနီးရှားလားဘာလားဆိုဟုတ်တယ်တဲ့အဲတော့အင်ဒိုနီးရှားပဲတဲ့ဟာကောင်းပြီပေါ့ဟုတ်တယ်သူကျွန်တော်စီမံနေလားအလုံးမသုံးလားပြောအဲဒုတိယလောက်ဝက်လောက်လဲကြာတယ်ဒီကောင်နည်းနည်းအခြေအနေဒီကောင်ပိုဆိုးလာပြီဒီကောင်ပိန်ချုံးပြီးတော့ဒီကောင်မျက်သွင်းနေကြာလာသေးတယ်ကျွန်တော်တို့ပြောရဲ့ မင်းဘလို့ဖြစ်တာတအားပိန်လာပါဘောနော်မြတ်သွေးတွေလည်းမင်းတော်ကြာလည်းမင်းသမီးစားတာလည်းငါမမြင်ဘူးဘောနော်ကျောင်းစားရလေကိုတဲ့ကျွန်တော်မစားဘဲနဲ့မနေဘူးကျွန်တော်အကိုတက်တော်ရင်းသမီးချက်နေတာပဲကျွန်တော်စားတော့ဘောတဲ့အဲ့တော့မိမဖြစ်လို့အဲ့လိုပိန်သွားတာလေလို့မင်းကဒီပါးတွေထဲတော့ခြိုက်ဝင်ပြီလေတတော်ပိန်သွားတဲ့ခုံလေးကကြည့်ရတည်ရရုပ်ကချက်ချင်းကိုဘယ်လိုပြောမလဲစုပ်သွားတယ်ဗျအဲ့၄၀နဲ့အဲသူ၅ရက်ပေါ့ဗျာ 25ရက်ရက်20လောက်တည်းမှာ तू တော်တော်လေးကိုချုံးကြောက်ပါ तू ကျွန်တော်အဲ့လိုဖွင့်ပြောပြီးတဲ့နောက်ပိုင်းကျတော့တတိထားကြည့်တာလေ तू တော်တော်လေးပိန်ချုံးသွားအဲ့နဲ့နောက်အဲ့လိုကြည့်ရင်ကြည့်ရတယ်ပြီနောက်ပိုင်းကျဒီကောင်ဒီကောင်ရဲ့ပုံစံတန်းကတမျိုးပြောင်းလာတယ်ဗျပုံစံဘလို့ပြောင်းလာလဲဆိုတော့ဒီကောင်ညားပါချင်တယောက်တည်းစကားကြီးပြောတာကျွန်တော်ဒီကောင်ကျွန်တော်အဲ့ဒါဘယ်လိုပြောမလဲဆိုပြအဲ့မပြောခင်တော့ ကျွန်တော်လည်းတိရောအဲ့ပြောင်းရတော့တိတရဖြစ်ကျင်တော့ပြောကျွန်တော်အိမ်ကသွားတော့ပြောကျွန်တော်အိမ်ကသွားတယ်ကျွန်တော်အိမ်ကတည်းကထိုင်ပြီးကျွန်တော်ထွက်လဲထွက်လာဒီကောင်တိရောတဲ့စကားကြီးပြောနေတာဘလို့ဘလို့ပြောနေဆိုမသိရင်သူရှေ့မှာတယောက်ယောက်ရှိနေတယ်လို့အဲ့ဒီလိုမျိုးကျွန်တော်ပြသမီးစားချင်းတွေဘလို့ချင်းတင်တတ်မှာတော်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 နော်အဲ့လိုမျိုးပြောနေတာ ကျွန်တော်မြင်လဲမြင်လက်အုပ်လေးချီပြဟို sorry ပါဘောနော်လက်အုပ်လေးချီပြကျွန်တော်တို့စိုက်ကြည့်တော့တကောင်းနေပေါ့နော်အမောင်းသေးပါဗျာဒီကောင်တကောင်းနေကောင်ဘာလုံးနေလဲဘောနော်အဲကျွန်တော်လည်းအိမ်သာတော့တယ်အိမ်သားနေကျွန်တော်အခန်းပေါ်တက်တော့ကျွန်တော်အဲ့လိုမြင်တော့ဒီကောင်ဒီကောင်တကောင်းနေတူ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 နေဒီကောင်ဘယ်သူနဲ့စကားပြောတာငါလည်းလူမတွေ့ပါဘူးအဲ့ကျူတီချာနားဆိုင်ပြီးနားတော့နေပြီဟဲ့သူတယောက်တည်းစကားပြောနေတာဗျာ ဟာဟာဒီကောင်ဟိုးရောဒီကောင်ယူရောရေးလာမသိဘူးဗောတရားရွယ်ပေါက်ပြီဟိုယူနေပြီလားမသိဘူးဟာဒီကောင်ကျော်မနေ့ကျော်ဆူလာဗောပြီနည်းနည်းဒီကောင်ကျော်နည်းနည်းတန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 ်းလေးဆူလိုက်နေရဟောမင်းစောက်ယူမထားနဲ့တော့လို့ငါမင်းကိုတခြားတော့လက်ခံနေတော့လို့အဲ့အဲ့လိုဂျိုးကြောင်လို့ငါရှိမှမလုံးနဲ့မင်းကိုတရားပေါက်တယ်လို့တရားကြောင်လို့ငါရှိလာမလုံးနဲ့ဒီငါမင်းဝိုးလေးပါလားငါဘာသာရေးသမားတော့မဟုတ်ဘူးဒါပေမဲ့ငါသာမျိုးတွေလက်မခံဘူးယူရယူခြင်း ယူလိုက်ရတယ်ယူလို့ရတယ်ယူငင်းရှိတယ်ယူသမင်းလို့ဟင်းလို့ယူဟုတ်လားမင်းအလုံးလည်းမလုံးမင်းအလုံးမလုံးချင်တော့အလုံးမလုံးနဲ့ငါမင်းကျွေးတာလေနေဖို့လည်းပေးတာဒါပေမဲ့အဲ့လိုဆောက်ထားနေတော့မယူနဲ့လို့ဟိုအဲ့ကျတော့နည်းနည်းရိုင်းရိုင်းဆိုင်ဆိုင်ပြောတော့မင်းတို့တော့အပတ်ကြောင်းလာရတော့လာပြီးငါချင်းမှအပတ်ယူတွေပဲမလုံးသေးဘူးနော်အဲ့လိုမျိုးစုံစားကြောင်းတွေစုံစားယူတွေမလုံးဘူးပေါ့ဗျအဲ့ကြောင့်ပပဆက်ပြောတော့ပြောလိုက်တဲ့ကောင်နည်းနည်းအရင်းဖြစ်သွား သူမပေါဘူးတဲ့ကိုရဲတဲ့စင်မဆိုးပါနဲ့ကျွန်တော်ကကျွန်တော်ကော်မလီနဲ့ကျွန်တော်ချိန်တွေ့တာပါတဲ့အဲ့ဒါကြောင့်လည်းအကိုကြီးကိုကျွန်တော်ကအအဂရဝါဖြစ်မှမို့လို့အကိုကြီးကိုကျွန်တော်ရှိခိုးတောင်းမှပါတယ်ဗျာတဲ့ဟိုစိတ်ထဲမှာမထားပါနဲ့မင်းညကျွန်တော်ကော်မလီကရောက်လာလို့ပါတဲ့ဟေ့အောင်ငါမမြင်ဘူးမင်းကောင်းမအောင်လို့စောက်နောက်နေ့ကျငါရှိခေါ်လာခဲ့လာလို့ဟမ်မင်းခေါ်လာခဲ့ငါရှိကိုငါရှိမှာပေါ်တဲ့တွေ့ငါလက်ခံတယ်ငါငါဆောင်ပေးမယ်အဲ့အခန်းထဲမှာတွေ့ငါဆောင်ပေးမယ် ဟုတ်ပြီလားငါတော်လိုက်မယ်မကြည့်ကြပါငါတော်အိတ်မယ်မှာဒီဒီမှာမိကောင်မလေးနဲ့ပြီအဲ့မှာညာဘက်မအေးစင်းနေငါလက်ခံတယ်အေးငါ့ကိုအဲ့လိုစောက်ယူထားတော့မလို့ငါလည်းမခံဘူးကျတော့အမေခေါ်လိုက်မိကောင်မခေါ်လိုက်ဟာရကိုရသူအဲ့လိုမျိုးနဲ့မလာခြင်းဘူးတဲ့အဲ့ကောင်းပြီလေလို့မလာခြင်းလဲငါတွေးမှောင်နေဖြစ်နေတယ်မင်းတွေးမဲ့နေ့ကိုမင်းကောင်ကိုပြောငါရှောင်ပေးမယ်မိခေါ်လိုက်ကောင်မလေးငါရှောင်ပေးမယ် ဟုတ်ပြီလေဒီကားရဲ့ကောင်မလေးလာမယ်နေ့ကိုအကိုကျွန်တော်ချုပ်ပြောမယ်တဲ့အဲဒါကိုတကယ်ရှောင်ပေးမလားရှောင်ပေးမယ်လို့ရောင်ကယောက်ျားယောက်ကနားလေတယ်ယောက်ျားချင်းချင်းကတော့နားလေတယ်နင်းကခိုးကြောင်ခိုးမလို့နဲ့ဟာတော့ကျတော့ဆက်တယ်ပဲမရှောင်မလို့နဲ့မင်းလှုပ်ချင်လားအခန်းထဲမှာလှုပ်ငါရှောင်ပေးမယ်ငါအေးရပေါ်မှာတော့မလှုပ်နဲ့ဟုတ်လားမေးရမှာမင်းလှုပ်ငါရှောင်ပေးမယ်ငါငါတကယ်ကြီးနေအိမ်မှာငါတော့အိမ်မှာတ냐တလေအိမ်လို့ရပြတ်တာမရှိဘူးငါတော့အိမ်မှာမင်းအေးစစ်ဒီမှာနေ 都不要了。那当年老娘都吃那不要，过来人家嘞，吃那拉了一面嘞，都吃那不要嘞，人家拉嘛是。过得该消费，得该消费买路。没谁搞的，我们来看哪里。哎，去那多表嘞。 အဲတူဆောင်ခိုင်းရကျွန်တော်ရှောင်ပေးလိုက်တယ်အေးဒီပြောရေးရှောင်ပေးကျွန်တော်တမိမဖမ်းတယ်ကျွန်တော်လာချောင်းဝင်ဒီကောအဲ့ဒါကျွန်တော်ပြောပြကျွန်တော်မကျူးကြရမကျူးရင်သွားလိုက်မကျူးရင်ရောက်ပြီးတော့ကျွန်တော်ပြောတယ်မကျူးရေးလို့ခမရခမရတိလာမလို့ဒီကောင်လေးပေါ့ဟောတိတယ်လေးနဲ့မောင်လေးနဲ့ကျွန်တော်အဲ့ဒီမောင်လေးလေးအမတိတယ်လေးအဲ့ကောင်လေးရတဲ့တကယ်လူကောင်းလေးပါတယ်အရင်ဘုရားတရားခိုင်းဆိုင်တဲ့ကောင်လေးဟုတ်တယ်အခုဘုရားတရားမဟုတ်တော့ဘူးလို့ဟုတ်သူလည်းလာရလာရဖြစ်သွားပြီပေါ့နော် အခုကျွန်တော်ခံမသားလားကျွန်တော်ခံမဟုတ်ကမခေါ်လာပြီးတော့ဒီနေ့ချိန်တွေ့မယ်ဆိုလို့ပေါ့ကျွန်တော်တို့ရောင်းပေးရတော့သူအဲ့တော့ဆရာလေးဟုတ်လို့လားတဲ့ငါတို့ပြင်းတယ်တခါမှအစ်စ်လိုမျိုးတွေမကြားဘူးပါဘောနော်ဟုတ်တယ်မအေးအခုလို့အခုတော့မမတို့မမတို့ရင်တော့တွေ့တယ်လို့ထင်တယ်လို့မဟုတ်တော့ဘူးလို့အခုအခုကဟိုပုံပြောင်းသွားပြီလို့ဘက်ထရီရုတ်တရက် ပဲဒီရရုပ်သေးအချက်ပြီးပြီစကားလည်းကောင်းနေတော့နည်းနည်းဝင်ဖြစ်ဘယ်မိုင်းရင်လုံးမတော့ဘူးလို့ဟိုဟာပုံပြောင်းသွားပြီဗောနော်ကောင်လေးကအရင်တော့အရိုးရိုးလေးအခုမရိုးတော့ဘူးဗျာလို့ဒီလဲလာရလာရဖြစ်လာပြီကောင်မလေးပဲအခါမှခေါ်ချိန်တယ်ပဲလို့ဟဲတဲ့အလုံးမရှိအကင်ရှိတဲ့နေအခါတော့မှနေပြီးတော့နေကြွေးသားတာတော့ ီလိုပါပဲဖြစ်တတ်ပါတယ်ပေါ့အဲဒီတော့အဲ့မှာအချိန်နည်းနည်းဖြုံးလိုက်တယ်ညဟိုဘယ်လိုပြောမလဲဆိုတော့ည7နာရီ7နာရီဝင်းကျင်လောက်တော့ကျွန်တော်ပြန်မယ်လေအဲဒီတော့တကယ်ချင်းတယောက်ကိုပြောတယ်ရောင်းလို့ဒီကောင်ကတော့သွားချောင်းမယ်လို့ကိုယ်လည်းအဲ့ဒီကိုယ်လည်းနေပါတောက်စားတော့ဗျအဲနည်းနည်းသေးခတ်သေးသေးတော့တော့ရေးစေးလေးတင်ကြောင်မင်း live နော်ဒီကောင်ကောင်းမနဲ့ချိန်တယ်ကောင်းဒီတင်ကတော့သွားချောင်းတော့ပြန်မယ်အဲလာတော့ရယ်ငါလည်း live ဒီကောင်ကဒီကောင်ကတဝဲပြတဝဲတဝဲသားကျောင်းထဲသူလိုက်လိုက်ကောင်တဝဲသားအဲသူနာမည်ဇော်နိုင်လို့ခေါ်တယ်အခုတော့ဆက်တော့မရှိတော့ဘူးဗျတော်တော်လေးကောင်းပါတယ်လူကောင်းပါအဲလာတော့ဝင်ငါလိုက်လို့ဆိုကျွန်တော်ကမ္ဘောင်ဘက်ကနေပြီးတော့ဖြည်းဖြည်းချင်းညပဲရှောက်လာကျောဆယုံစင်းဆယုံစင်းတော့ဆယုံတော့ကျွန်တော်ကပ်ပြီးနားထောင်ဟုတ်တယ်ဗျာဒီကောင်အတန်မိမတယောက်အတန်မိကလေးမိမကြီးပေါ့မိကလေးတယောက်အတန်နှစ်ယောက်အတန်ကြားနေတာ ်သိလားကြားနေတာကျွန်တော်မကောင်ဘူးအဲ့စိတ်ရောနားရီကွန်တန်နာနေရတော့ပဲတန်နေရလေဗျာကျွန်တော်နားလေးနဲ့ကပ်ပြီးတော့အဲ့နေရတော့လို့နားတယ်လို့ကပ်ပြီးတော့နားထောင်တယ်ဟမလေးဗျာအထဲထဲမှာအပီအပီပြင်းဒီသဘောပေါက်တယ်မှာကျွန်တော်ပြောတာအတံပလာလေးထွက်တယ်ဒါဆိုတော့တေးကြပြီးရောက်လို့ဟမ်ဘလူးဝင်မလဲရောဘာဖြူရတယ်ငါငါငါဝင်နေနီးတည်တယ်လို့ အဲဆက်ယုံအဖြစ်ကျင်တာဖြစ်အဲ့ဒီတော့ကျွန်တော်ဆက်ယုံရှေ့ကိုပတ်သွားတယ်ဆက်ယုံတော့ကဝင်ဒီကောင်တိမယ်လေခိုးကြောက်ခိုးအပေါက်ကဝင်ဒီကောင်စီတိုင်းအောင်မဟုတ်ဘူးဆက်ယုံပြောပတ်တယ်ပတ်ပြီးအရှိရနေပြီးတော့တာလေးတကားဖွင့်တယ်တကားဖွင့်ပြီးကျွန်တော်ဆက်ယုံတင်းဝင်လာဝင်လာပြီးအတန်သိသိရမှာတနေ့တော့ခြေတန်းလုံလုံနဲ့တကောင်းကလုံးဖတ်တဲ့ချုပ်ဆက်ယုံတဲ့လမ်းလျှောက်ခြေတန်းကြောင်းအောင်တော့ ဖနှက်ချုံပြီးတော့ဖြည်း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 ကျော်လဲကိုယ်လဲခွေးကုန်းကုန်းပြီးတော့ဖြည်းဖြည်းဖြည်းသွားဖနှက်နေအောင်သွားတော့ချောင်းဟာကုန်းမမရှိဘူးဗျာအတားပဲကြားတာဗျာဒီကောင်ကတော့နီးမျိုးစုံနဲ့အတကုံလုံးနေတာလေထဲမှာလေထဲမှာလေထဲမှာဆိုတော့တဘောဗျာသူတယောက်တည်းလုံးနေတာလေသူဖြစ်တဲ့မှာ तू อ่ะအာရပါရ तू တယောက်တည်းအပီ